Knowledge World ပရိသတ်ကြီးမင်္ဂလာပါဒီနေ့မှာတော့သင်ရဲ့နေရည်တွေနဲ့သင်ရဲ့ဘဝကိုပါအမှန်တကယ်ကြောင်းလဲပေးနိုင်မယ်အစွမ်းထက်တဲ့လေ့ကျင့်သုံးခုအကြောင်းပြောပြပေးသွားမှာပါကျမတို့အားလုံးဟာပိုကောင်းတဲ့ပိုအောင်မြင်တဲ့ဘဝတစ်ခုကိုလိုချင်ကြပါတယ်ဒါပေမဲ့အဲ့ဒါကိုရဖို့အတွက်နေ့စဉ်လုပ်နေတဲ့အလေ့အကျင့်တိတိလေးတွေကအဓိကတော့ချက်ဖြစ်နေတတ်ပါတယ်ပထမဆုံးအချက်ကတော့မနက်တိုင်းမိနစ်30စာဖတ်ခြင်းပဲဖြစ်ပါတယ် လူများစုကစာဖတ်ဖို့အချိန်မရှိဘူးလို့ညှဉ်းညွကြတယ်။ဒါပေမဲ့မနက်ခင်းမိနစ်30ဟာတင့်ကိုဗဟုသုတတွေအတွေးအမြင်သက်တွေနဲ့နေ့တနေ့ကိုစတင်စေပါဗါး။တနစ်တာလုံးတွက်ကြည့်မယ်ဆိုရင်ဒီလေးကျင့်ကတင့်ကိုကျွမ်းကျင်ပညာရှင်တယောက်ဖြစ်စေဖို့အကောင်းဆုံးအထောက်အကူပြုမှာပါ။စာဖတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယဉ်နီမြုပ်နှံခြင်းရဲ့အကောင်းဆုံးနည်းလမ်းပါပဲ။ဒုတိယအချက်ကတော့နေ့စဉ်10မိနစ်တရားထိုင်ခြင်းဖြစ်ပါတယ်။ ခေတ်သစ်ဘဝမှာစိတ်ဖိစီးမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကအများရှိနေပါတယ်။စိတ်ငြိမ်ငြိမ်ထားပြီးတရားထိုင်တာဟာသင်ရဲ့စိတ်ကိုရှင်းလင်းစေပြီးအာရုံစုဆိုင်မှု focus ကိုတိုးတက်စေပါတယ်။ဒီနေ့ကို10မိနစ်ပဲပေးလိုက်ပါ။ဖုန်းကိုချထားပြီးတိတ်ဆိတ်တဲ့နေရာလေးမှာကိုယ့်ရဲ့အသက်ရှူမှုကိုပဲအာရုံစိုက်လိုက်ပါ။ဒီလေ့ကျင့်လေးဟာသင်ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုလည်းပုံမူကောင်းမွန်စေမှာသိကြပါဗျ။တတိယနဲ့နောက်ဆုံးချက်ကတော့ ကိုယ်ခန္ဓာကိုဂယူဆိုင်ပြီးနေထိုင်မှုပုံစံကိုပြောင်းလဲခြင်းပဲဖြစ်ပါတယ်။ကျန်းမာရေးဟာပတ်စံနဲ့ဝယ်လို့မရတဲ့အရာတစ်ခုပါ။နေ့စဉ်ရေများများတောက်ပါ။အတီရွက်နဲ့အသားဓာတ်ကို မျှတအောင်စားပါ။တနေ့ကိုအနည်းဆုံးမိနစ်30လှုပ်ရှားမှုလုပ်ပါ။ဒီလေ့ကျင့်လေးတွေဟာအောင်မြင်တဲ့လူတွေတိုင်းမှာရှိနေတတ်တဲ့အလေ့ကျင့်တွေပါ။ခန္ဓာကိုကျန်းမာမှစိတ်ကျန်းမာမှဖြစ်ပြီးစွမ်းရင်အပြည့်နဲ့အလုပ်တွေကိုထိထိရောက်ရောက်လုပ်ဆောင်နိုင်ပါပါ။ ဒီတော့အနှစ်ချုပ်ရရင်တင့်ရဲ့ဘဝကိုပြောင်းလဲပေးမယ်အလေးကျင့်သုံးခုကစာဖတ်ပါတရားထိုင်ပါကျမ်းမာရေးကိုဂရုစိုက်ပါအကြီးကျယ်ပြောင်းလဲပေးဖို့မလိုပါဘူးဒီနေ့ကစပြီးနေ့စဉ်10မိနစ်မိနစ်30စသဖြင့်အချိန်လေးတွေပေးပြီးစတင်ကြည့်လိုက်ပါဒီဗီဒီယိုကတင့်အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကယ်၍ငွေချင်းတွေကိုလည်းအကျိုးရှိစေချင်တဲ့ဆိုရင် share လုပ်ပေးလိုက်ပါ နောက်ထပ် ဗဟုသုတရဆရာဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ Knowledge World Channel ကို Subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုပါနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်တွေ့ပါမယ်။အားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။